အားတော့ကျွန်တော်တို့ဒီနေ့16ရက်နေ့အဖွင့်နေမနေ့တွေပဲကောနော်အနီးကအနီးကဟာပေါ့နော်အနီးကဟာကိုပြကြင်လေကြဲတော့ပြမအောင်ဆုံးအနေနဲ့ကျွန်တော်စလိုက်မယ်နော်စလိုက်မယ်ဆိုရင်ဒီလေးလုံးပေါင်းတာတို့ကဒီအဲ့လေးလုံးပေါင်းရင်းကတို့ငါးဆိုပြီးရနော်ငါးဆိုပြီးရအဲ့ဒါကိုငါးတွေလိုက်ဖြစ်မယ်နော်ငါးငါးတွေလိုက်ဖြစ်ဒါဆိုရင်သူဒီဒီမှာဆိုရင် ီမှာအနီးနဲ့သွားမယ်နော်အနီးနဲ့သွားမယ်အနီးနဲ့သွားမယ်အခါကျတော့သူဒီဒီမှာဘလို့ပေါင်းတာလဲဆိုရင်သူကဒီမှာ3 3ပေါင်းတော့6 6 9ပေါင်း1 1ရဲ့4ရဲ့ပေါင်းတော့9เนาะဒီ9ပဲဖြစ်တယ်เนาะတခါနောက်မှာဟောသူက3 8ပေါင်းတော့8 8နဲ့6နဲ့ပေါင်းတော့4 4နဲ့10နဲ့ပေါင်းတော့9 9ပဲဖြစ်တယ်เนาะအဲ့တော့ဒီဒီ9ကိုလှမ်းပြီးတော့9ဖြစ်တာပေါ့เนาะဒီ9ကိုဖြစ်တာ ကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ကြည့်မယ်เนาะထပ်ပြီးကြည့်တဲ့အခါကျအရောင်လေးတစ်ချက်ပြောင်းလိုက်မယ်ဒီမှာ953ညเนาะအဒါဒီလဲကျွန်တော်တို့9ပဲရတယ်เนาะအဲ့တော့ဒီမှာ9လို့ရေးထားလိုက်အဲ့ဒီ9ကိုလိုက်ဖြည့်ရမှာပေါ့เนาะလိုက်ဖြည့်တဲ့အခါကျတော့သူကဒီမှာတခြားအရောင်တစ်ခုနဲ့ပေါ့เนาะထပ်ပြောင်းပြမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်6တုံညရဲ့3ရဲ့ပေါင်းတော့9 4ရဲ့6ရဲ့ပေါင်းတော့လဲ9ပဲเนาะ တခါဒီမှာ9နှစ်ပေါင်းတော့ခွန်ခွန်နဲ့ချင်းနဲ့ပေါင်းတော့9ဖြစ်နေပြီဒီမှာဒီမှာ3ရက်နဲ့ပေါင်းတော့လည်း9ပဲเนาะအဲ့တော့9ပဲဒီ9ပဲလိုက်ဖြစ်တယ်ဒီ9ကိုပဲလိုက်ပြီးတော့ဒီက9ဖြစ်လို့เนาะဒါဆိုရင်ကြော့ဒီမှာဒီမှာကအရာတို့ချက်ပြောင်းမယ်ဒီလေးလုံးပေါင်းတာဘယ်လောက်ရလဲဆိုရင်ဒီမှာ3ဆိုပြီးရတယ်เนาะ3ဆိုပြီးရအဲ့တော့ဒီမှာကျွန်တော်တို့က3လို့ရေးရအောင်မယ်3လို့ရေးရအောင် ုံးလို့ရေးထားတယ်ဆိုတော့သုံးလို့လိုက်ဖြည့်ရတော့မှာပေါ့နော်သုံးလိုက်ဖြည့်ရမယ်အခါကျတော့ဒီမှာဗာနဲ့လိုက်ဖြည့်မယ်အယောင်တစ်ချက်တော့ပြောင်းမယ်ဒီအယောင်နဲ့ပေါ့နော်သုံးလိုက်ဖြည့်မယ်ဆိုရင်ဒီမှာ8ည8ည8ရှိတယ်8ဒီကနေမှတော့သုံးသုံးဆိုတော့ဒီမှာသုံးဖြစ်နေပြီလားဆိုတော့ကျွန်တော်သုံးညထည့်ရတာပေါ့နော်သုံးည၅၊သုံးည၈ဆိုတော့ဒီမှာ၃ပေါ့နော်အဲ့၃ကိုလိုက်ဖြည့်ရမှာဆိုတော့အဲ့သုံးညထိပ်ရတယ်ပေါ့နော်နောက်တစ်ခါဒီမှာဆိုရင်ဒီမှာ ဒီဟာဒီဟာနော်အဲ့လေးလုံးပေါင်းမှာလေ6 6နှစ်3ညပေါင်းရင်ရှိဆိုတော့၃ဖြစ်ဖို့အတွက်ဆို9ထဲမှာဒါလင်ဒူဒီနော်3ည3ည5ဆိုပြီးတော့9ထဲမှာဒါလင်ဒါ3ည5တကွအဲ့မှာနော်ဒီမှာပါဝါလမ်းကျောတကွစာပြီးရတယ်နော်ပါဝါပေါ့3ည5ဆိုပြီးတကွပေါ့နော်အဲ့နီးနဲ့နော်953ဖြစ်တဲ့နီးနဲ့ပေါ့နော်953ဒီမှာဒီ953နော်ဒီ9ဒီ ဒီ9ဒီ3ပေါ့နော်အဲ့လိုဖြစ်တဲ့နေနဲ့9 9 3ဖြစ်တဲ့နေနဲ့ဒီမှာ35ဆိုတစ်ခွဲရတယ်နော်ညာ9တစ်ခွဲရတယ်ကြည့်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ထပ်ကြည့်နောက်တစ်ခုကကြတော့ဘယ်လိုကြည့်မလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီသူကဒီနားမှာနှလုံးပေါင်းခြင်းနှလုံးပေါင်းခြင်းကဒီမှာ5 6 sorry ခွန်မုံ6 အဲ့ခုမဟုတ်ဒီဒီမှာ9ရယ်ဒီ10ရယ်ပေါင်းသုံးအဲ့သုံးကိုသူကဘယ်လိုပြန်သုံးလဲဆိုရင်တဲ့သူကဒီလိုမျိုး9300နဲ့10နဲ့ပြန်သုံးတယ်နော်သုံးတယ်တခါအဲ့တော့သူကအဲ့နည်းနဲ့9 8 9 8 3ကို9 3 8နဲ့သုံးတာเนาะအဲ့တော့နောက်ထပ်ကကျွန်တော်တို့ဒီမှာ9 8 ဒီမှာကဒီ3နှစ်ပေါင်းခြင်းကနော်3နှစ်ပေါင်းခြင်းက3နှစ်ပေါင်းခြင်းကအဲ့ဒီငါကိုသူကဘယ်လိုပြန်ငါလဲဆိုရင်ရှင်ငါနှစ်နဲ့ပြန်ငါတယ်နော်ရှင်ငါနှစ်နဲ့ပြန်ငါတယ်ဒါဆိုရင်တော့ဒီမှာစိမ့်နဲ့ဒီမှာ3ည3ည3ညဖြစ်တယ်ဒါဆို3ညဖြစ်တယ်ဆိုရင်ဒီမှာ တုံညပြန်ဖြစ်မယ်ဆိုရင်3ရှိတယ်ဗျာဒီကတုံညရှိတယ်ဒါဆိုတော့ကျွန်တော်တို့ကခွန်အပိတ်ထည့်ရင်နော်ခွန်အပိတ်ထည့်မယ်ဆိုရင်ဒါတုံညဖြစ်မယ်နော်အဲ့ဒီနည်းသူဒီခွန်အပိတ်ဆိုတာတစ်ခုရမယ်ဗောနော်ခွန်အပိတ်ဆိုတာတစ်ခုဒီမှာရတယ်နော်ခွန်အပိတ်ရတယ်ကဲဟုတ်ပြီဒါနောက်တစ်ခုကကြာတော့ဘာလဲဗောနော်ဒီမှာလဲနောက်တစ်တစ်ခွက်ပါပဲနော်အဲ့ဒါလည်းတစ်ခွက်ပါတော့ဒါအနီးကပ်ဗောနော်ရှိရပြထားတဲ့ဟာရေထိုးပါမယ်ဒီနှစ်ခွက်လည်းပါမယ်ဗောနော်အဲ့တော့ဒီကောင်က သူကအဲ့လိုနီးနေပေါ့နော်ခွန်နောက်ပိတ်ရထားတယ်ပေါ့နော်ခွန်နောက်ပိတ်ခွန်နောက်ပိတ်တွေကတော့ဒါမနေ့ကဗီဒီယိုဖိုင်မှာလဲကျွန်တော်တို့ပြတယ်ပေါ့နော်ပြတဲ့ခါကျတော့အဲ့မှာလဲအဲခွန်နောက်ပိတ်တွေကတော့တွေ့တယ်ပေါ့နော်တွေ့တဲ့ခါကျတော့ကဲဟုတ်ပြီဒါဆိုရင်ဒီမှာကကျတော့ကျွန်တော်ဘယ်လိုယူဆမလဲပေါ့ဒီမှာခွန်နောက်ပိတ်ရပြီမှန်ပြီအဲ့တော့ခွန်နောက်ပိတ်ကိုကျွန်တော်တို့ခုနကတော့ငါး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 ဖြစ်ချင်းနေပေါ့နော် အဲ့ဒီဖြစ်ချင်းတစ်ခုနဲ့ကျွန်တော်တွားကြည့်မယ်ပေါ့တွားကြည့်မယ်ဆိုရင်ဒီမှာ33လေးပေါ့အဲ့ကောင်နဲ့သူက9ဖြစ်တယ်ပေါ့ဗျာ9ဖြစ်တယ်ဒါဆိုတော့ဒီမှာလည်းနောက်မှာလည်းသူက9ဖြစ်တယ်ပေါ့နော်9ဖြစ်မယ်ဆိုရင်3ည8 6 8ပေါ့နော်အဲ့ဒါနဲ့လည်း9ဖြစ်တယ်ပေါ့နော်9တွေလိုက်ဖြစ်မှာပေါ့အဲနောက်တစ်ခုဒီမှာနောက်တစ်ခုကဒီမှာဒီမှာလည်း6 3 3 6နဲ့5ဖြစ်တယ်ဒါဆိုတော့ဒီမှာ9နဲ့8အဲ sorry 9နဲ့8 3ညနဲ့5ဖြစ်တယ်ဒါဆိုရင်ဒီမှာ9တွေ3ချက်ဖြစ်မယ်ပေါ့ဗျာနော်9 3ချက်ဖြစ်မယ်ပေါ့ဒီမှာ9 2ချက်ရှိပါအပေါ်တိ9 2ချက်ရှိဒါဆို9 3ချက်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာအစိမ့်နဲ့ပဲသွားတာဒီမှာအစိမ့်နဲ့သွားရင်မရောင်လေးရှုပ်ကုန်မယ်နော်အောက်ဆုံးမှာသတိရောင်လေးနဲ့ဟောနော်ဒီမှာဒီဒီကောင်ရဲ့ဒီကောင်ရဲ့ဒီကောင်ရဲ့ပေါင်းခြင်း9ဖြစ်မယ်ဆိုရင် ကျွန်တော်နှစ်နှစ်ထိပ်เนาะနှစ်ထိပ်ထက်နောက်တစ်ခုကကျွန်တော်ဒီမှာအဲဒီမှာဆိုခွန်နောက်ပိတ်နေလဲကြိုက်တယ်ဗောနော်ဒီမှာငါးဖြစ်တာနဲ့ကြိုက်နေတယ်ကြိုက်နေဆိုအော်တိုပဲဒီမှာခွန်ခွန်တုံညာပေါင်းတော့ခွန်ခွန်နဲ့နှစ်နဲ့ပေါင်းတော့ကိုးကိုးနဲ့6နဲ့ပေါင်းတော့အဲ6နှစ်တုံညာခွန်ဆိုတော့9ပဲเนาะသူကအော်တိုပဲဒီခုနကတော့ခွန်နောက်ပိတ်နေအော်တိုပဲအဲ့တော့ဒီမှာကြတော့ဘာရလဲဆိုကျွန်တော်20ခွန်ဆိုတဲ့ကွက်ရရှင်းလားတော့မသိဘူးเนาะရှင်းလားတော့မသိဘူး20ခွန်ဆိုတဲ့ကွက်ရเนาะခုနကတော့ ကျွန်တော်တို့395ဆိုတဲ့တစ်ခွက်ရတယ်เนาะအဲ့နှစ်ခွက်ပါအဲ့နှစ်ခွက်အဲ့နှစ်ကွက်ကိုအနီးကထပ်ပြခြင်းပဲဖြစ်တယ်ဗျနော်29ဟောတာဒီမှာဆိုရင်ခေါင်းနောက်ပဲရတာနဲ့ဒီမှာဒီ8325ပေါင်းခြင်း9ဗောနော်ငားနဲ့ဒီမှာ6239ပေါင်းခြင်းအဲ့လေးလုံးပေါင်းခြင်း9ဗောအဓိက93ချက်ဖြစ်တဲ့ဖြစ်မယ်ဆိုရင်ဆိုတဲ့ဟာနဲ့အတွင်းနဲ့ဗောနော်အဲ့အတွင်းနဲ့29ဆိုတာထိုးရမယ် ပြီးတော့ခုနတော့ဟာနီးနေဆိုရင်ခုနခုန၈ရပြသွားနေနေဆိုတော့35ဆိုတာထောပါဝါလေးပေါ့နော်အဲ့နှစ်ကွက်ထတ်တိုးနေနေကျွန်တော်ကပူကြိုက်တယ်ပေါ့နော်အဲ့နှစ်ကွက်ထတ်တိုးနေနေထိုးတင်တယ်လို့ယူဆလို့ပေါ့နော်ပြပေးလိုက်တာနောက် site ကလည်းသူကတူချင်းနေနေဒီ၅၃လုံးတူချင်းနေနေဆိုရင်လည်း၄လုံးယူတာလှတော့လှတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ကပါဝါထဲမှာဒီမနေ့ပေါ့နော်ပါဝါထဲမှာအဲ့နှစ်ကွက်အဲ့နှစ်ကွက်ကိုတော့ အထိုးတင်တယ်လို့ယူဆတယ်ပေါ့နော်ထိုးတင်တယ်လို့ယူဆတယ်။အဲကျွန်တော်တို့မနေ့ကပြတဲ့ဖိုင်ထဲမှာလည်းခွန်ကနောက်ပိတ်ရှိတဲ့အခါကြတော့လေခွန်နောက်ပိတ်ရတဲ့အခါကြတော့ဒီ20ခွန်ဆိုတာနှစ်နှစ်ကလည်းတော့တွေ့ရနော်နှစ်ကလည်းတွေ့ရတဲ့အခါကျတော့29နဲ့35နဲ့အရောအရှံမဲဖြစ်ဖြစ်ပါပြီထိုးလိုက်ထိုးတင်တယ်ပေါ့နော်အဲ့တော့မနေ့ကပြတဲ့ထဲမှာ6ကွက်အခုကကျွန်တော်ဒီ2ကွက်နဲ့ဆိုလို့ရှိရင်မနေ့ကပြတာ6ကွက်ဒီ2ကွက်နဲ့ဆိုရင်8ကွက်ပေါ့နော်8ကွက်မနေ့ကပြတာ6နှစ်အဲ6နှစ်9နှစ် ပြီးတော့6ခုံ6နှစ်6ခုံ9နှစ်9ခုံ4နှစ်4ခုံအဲ6ခွက်ရဲ့အခု2ခုံရဲ့3ရာ5ရဲ့ပေါ့နော်အဲ8ခွက်တကူကတော့ထိုးတင်တယ်လို့ယူဆပါတယ်အဲဒါကြောင့်ပြပေးခြင်းဖြစ်တယ်ဖြစ်အားလုံးပဲခံကောင်းကြပါစေဒါကတော့အနိကတ်ထပ်မံပြသခြင်းပဲဖြစ်